ဟုတ်ပါရူမလာမောင်ချက်သူအတင်နေမြားယူဝဲတဲ့သူဖြစ်နိုင်မှတိပါလျက်နဲ့ဖေကိုကွယ်သူစိတ်ထဲစိတ်ပါလက်ပါနဲ့ तू စော့နေတဲ့အရာလေးတွေမထင်မှောက်တစ်ခါလေးကြပေါက်ပေါက်ပါကိုမထင်နာတဲ့အရာလေးတွေ तू ပေါက်ပေါက်သွားတော့အဲမလာရှန်ကောတို့မလာမောင်ချက်တဲ့သူအတူတွေးခေါ်နေပေါ့မစားဘူးအောင်စင်းအဲ့ဒါလေးကသူနဲ့ဖေဖေနဲ့ဟာတာလေးဖြစ်အောင်ဆိုပြီးစော့လိုက်တာပါ ဖေမာစီလီရောင်းရတာတတောင်းတတောင်းနဲ့ကွယ်ဒုမအိမ်မလူတွေများရောစားဖို့တော့နိုင်နိုင်ပဲကွယ်ကျွန်တော်နာမည်ကတော့တခိုင်းမျိုးကုမောဟာတာကုကုဖြစ်ပါတယ်နာမည်ရင်းကတော့အောင်စော်လက်ပါအမေနမေရတော့ရမတိမောပါစေနမေရင်ရတော့နင်းမဖြူပါစေအရင်တော့ကလည်းကျွန်တော်အနုပညာဘူးပါအနုပညာယူယူတာဆိုတော့တိတော်လေးပေါ်လာတော့အခုကြတော့ကိုက အလူတွေမှာဆိုလဲကိုလိုက်မကနိုင်တော့တဲ့ခါကျတော့ကိုကဒီတစ်တော့လေးမှာပဲကိုအိမ်ထဲမှာကိုပေါ့အဲဝါသနာမဖြစ်နိုင်တာပေါ့တစ်တော့ကတော့ဝါသနာအရင်ပါခဲ့တယ်ဟုတ်ဟုတ်တယ်ပါသမီးကလည်းဖေးဖေးလို့ပါပဲစင်သမီးကနည်းနည်းလေးတည်းနဲ့မင်းသမီးတယောက်ဖြစ်ချင်တာပါစသားလေးတွေမှာဆိုမမယွန်းယွန်းတို့မတရားသဘောစားပါတယ်စင်ပထမဦးဆုံးကိုမဟုတ်အများဆုံးတစ်တော့တိကြတာအိမ်ကသမီးနဲ့ပေါ့နော်အိမ်ကသမီးနဲ့ဤတော့လည်းနန်လိုက်တယ်ကွာဘယ်ငါလို့မှလာပေါ့မှန်းမသိဘူးပေါ့ ဟာတပ်ဖတ်နေရတဲ့ရှိကမင်းမပေါက်ငါပေါက်တာပေါ့ဆိုတဲ့ပို့လေးကနေပြီးတော့မှကျွန်တော်တက်တော့အကောက်ကတော်တော်များများလူတည်များလာခဲ့အဲ့ဒီအကောက်တည်းကနောက်ကျတော့ပြက်ပြက်သွားတဲ့ခါကျတော့နောက်ကျတော့တမီးလေးကဆော့တာပေါ့တမီးလေးက तू တက်တော့အကောက်ကလေးကို तू ကဆော့တဲ့ခါကျတော့ကြည့်သူကမရှိဘူးမရှိတော့ခါကျအဖေတမီးတို့တဲပေးပါအောင်မမတမီးကိုတဲပေးဦးနဲ့ तू ကလိုက်တောင်းတယ်လိုက်တောင်းရမနဲ့ तू ပို့လေးမှာတဲမရတဲ့ခါကျ तू ဒေါသဖြစ်တယ်ဒီနေ့တော့ तू တက်တော့ဆော့တာပေါ့အဲဆော့တဲ့ခါကျတော့ तू က တစ်တော့တစ်ပုတ်တင်လိုက်တယ်ဆိုတဲ့အကြောင်းလေးပေါ့နော်တစ်တော့တစ်ပုတ်တင်လိုက်တာလူ9ယောက်ကြည့်ရပေါ့အဲသမီးမျက်နှာကန်တန်တန်ပြီးပါတော့သူစကားမပြီးတော့လေအဲအဲ့ဒါလေးကိုသူပြောနေတာလေးကိုကိုစိတ်ဝင်စားတာသမီးလူခုနပြောတဲ့ဟာလေးပြန်ပြောတယ်လားပြောတတ်တယ်ဖေးတဲ့အဲ့သူပြောတတ်မှအေးလို့ဖေးတို့အဲ့ဒါလေးတစ်တော့ရရအောင်လို့အဲ့ဒါလေးမစိုးဘူးလို့ဆိုအဲ့သူအဲ့ရနေတော့အဲ့တစ်တော့တစ်ပုတ်တင်လိုက်တာနေတော့စပြီးတော့သူ့ပို့လေးတွေကိုကျွန်တော်အောက်မှာလူတိုင်းတော်တော်များများတိလာကြတယ် သူကသူ့အကောင့်လေးတစ်ခုလုတ်ပေးတယ်သူက blackbit use ဆိုတော့ blackbit ကတွေပဲသူကကတ်ရတယ်ဆိုတော့အဲ့မှာသူ့ကိုမေးရတမီးအဲ့ဟာလေးကိုကတ်တယ်တို့မြန်မာဆိုတော့မြန်မာတန်စင်လေးတွေနဲ့မြန်မာရိုးရိုးလေးတွေဆော့ဟာတာလေးတွေဆော့ဖေဟာတာလေးတွေဝါးနေပါသူအဲ့မှာဟာတာလေးတွေတွတ်တွတ်ခေါ်ရင်မတက်အဲတိလာခဲ့ကြတာပါပကာနရတာပကာမတ်တာမတ်တာမောပကာပကာမာမေပါနေကိုလွယ်နေပါ တစ်တော့တဘုတ်ရိုက်တော့မယ်ဆိုလို့ရင်အများဆုံးအဖြစ်ကိုပို့လေးတကူသူများပေါ်စိတ်ဝင်စားအောင်လဲကိုမောလို့ပြီးတော့ကိုမောလို့ရိုက်လက်တဲ့ထဲမှာအဲအမားပါတော့မှလည်းအရန်ဆိုးတာပေါ့တင်မလားတမီးကိုချစ်တဲ့ညီကောင်မောင်နှမတွေကိုအဲဘလို့ဘွားမောပြေအောင်အဲကိုမောတို့ဟာတာလေးတွေလဲရောမလဲအဲတမီးကိုလည်းတမီးဓာလေးဒုတီလို့ဆော့လို့ရင်ဟာတာလေးဖြစ်တယ်အဲတမီးလူလေးဆော့အောင်ဟုတ်ကဲ့ဖီဖီအဲသူကလည်းဥမောပြောတဲ့လူလေးအဲတခါတလေဥမောကသူ့ကိုဆော့ဖို့လို့အဲ ပြောပြောပြပြရတယ်ဒါပေမဲ့တချို့ဥမပြောတဲ့ဟာနဲ့ကိုသူ့စိတ်ထဲစိတ်ပါလက်ပါနဲ့သူစော့နေတဲ့အရာလေးတွေမထင်မှောက်တခါလေးကြပေါက်ပေါက်ပါကိုမထင်တာတဲ့အရာလေးတွေသူပေါက်ပေါက်တော့အဲမာလာရှန်ကောတို့မာလာမောက်ချက်တွေသူအတူတွေးခေါ်တွေပေါ့မစားဘူးအောင်စင်းအဲ့ဒါလေးကသူနဲ့ဖေဖေနဲ့ဟာတာလေးဖြစ်အောင်ဆိုပြီးတော့စော့လိုက်တာပါဖေမာစေးလေးရောင်းရတာတတောင်းတတောင်းနဲ့ကွယ်တို့မအိမ်မလူတွေများတော့စားဖို့တော့နိုင်နိုင်ပဲကွယ် တန်တော်ရမလာမချိုင်တို့အတင်းတို့စားကျင်လိုက်တာဟုတ်ပေါ်ရကြည်ဦးရတရားမတရားတန်ကိုဖဖေးမလီတော်မလာတဲ့တမီတဲ့ဟုတ်ပေါ်ရမလာတန်တော်ရမလာမချိုင်တို့အတင်းနဲ့အများကြီးဝဲတဲ့သူမဖြစ်နိုင်မှတိပါလျက်နဲ့ဖေကို껙 ဘာရင်းမမတိတော့ပါဘူးအကုန်လုံးမာတယ်ဖေမာဈေးလေးရောင်းရတာတထောင်နှစ်ထောင်နဲ့ကွယ်တို့မအိမ်မလူရင်းများတော့စားဖို့တော့နိုင်နိုင်မဲကွယ်ဟိအဲ့လိုလေးစားလိုက်တာပါစေအဲ့ဒီလိုလေးပေါ့အဲသူကကျွန်တော်ကိုမောမှားတယ်ပေါ့နော်အမှားတဲ့ခါကိုမောတို့မိသားစုများတဲ့ခါကျလို့စားဖို့နေရင်မပြည့်စုံတဲ့ခါကိုဝယ်ကျွေးနေတာပေါ့မိသားမိဘဆိုတော့အဲဒါပေမဲ့သူ့ ကြည်ရချက်လေးတွေပြပါတယ်လိုင်းမော်ကညီလေးတွေညီမလေးတွေနိုင်ငံညာပေါ့နော်စင်ကာပူကဆိုရင်လည်းဖုန်းတွေဝယ်ပေးတဲ့သူ့ကိုစားလိုက်ရရသူစားချင်တာလေးတွေယူနေစားဖို့လို့ဝယ်ကျွေးတယ်အရင်တမိငယ်တယောက်လည်းရှိသေးရပေါ့နော်တမိငယ်လေးကကျတော့အဲနေမကောင်းဘူးနေမကောင်းတဲ့ခါကျတော့လီမော်ကခေါ်ခဲ့အဲ့ဒါကြောင့်ညီမလေးကမွေးတယ်သူနဲ့အတွဲလေးပေါ့ဟာတာအတွဲလေးဟိုဟာလာလာဖြူးလေးဆိုတာရှိတယ်အဲတမိငယ်လေးကိုကျတော့ ကျောင်းမှာပြီးတော့လင်မတို့မခေါ်ရနဲ့အတပါမမစင်ရလေးတချင်းလေးအကြိုက်လို့ဆိုတာပါစေအတပါသမီးအားဟိုဇာတာမပြရလေးလည်းပါလို့啊တချင်းဆိုတော့အမလေးပါသားနဲ့တောင်းမမရမမစင်ဟုတ်အရင်တည်းကမပြတာပါခင်ဟိုဟာသမီးရတထောင်လာတော့ဖီဖီဆာတို့ရမလို့ဆိုတော့ဖီဖီဆာသင်လေးဆောင်ဆဲဘူးပါခင်အဲ့ဒီနေ့ဖီဖီအနေနဲ့သမီးလေးနားပါတယ်ဆိုရင်လောက်တော့ပါဦးခင် ။ဒီပြားအဲ့ဒါသူသားမပြတာစာတူရမလို့ဆိုအဲ့လိုလေးလုံးမှုသွားတာပါ။ရှခင်တူတာထင်တော့လေသူရှခင်လေးကိုဆွဲပေးတယ်။ဆွဲလိုက်တဲ့ခါကျတော့ရှခင်ဆိုတာနုတယ်လေနုတဲ့ခါကျနာတာပေါ့။ကိုမိုးတို့ကကိုမိုးကကြောရှင်လေးနည်းနည်းပါးပါးနားလေသူရှခင်လေးကိုနှိပ်ပေးတယ်။ရှာတူတယ်ထင်သူ second တူရင်စကားမပြီးတော့သူအဲ့လိုလေးလောက်ပေးတာနေတော့သူနောက်ကြောင့်ဥမ္မောနာမကတ်တော့အဲ့လိုနှိမ့်မာတွေကြောက်တာပေါ့အဲမကတ်အဲ့မှာသူနောက်ကြောင့်မလောက်တော့ကိုနာကတ်အောင်ဆိုတစ်တော့လေးနဲ့ ပြန်ဆက်ကိုသူတစ်တော့ဝါသနာပါတယ်ဝါသနာပါတဲ့ခါကျပြန်ခေါ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာအဲတစ်တော့နဲ့ကိုနာကတ်လာတော့နမို့သူမကတ်ဘူးနှိပ်မှကြောက်တာလေအဲရှာကိုကလည်းစကားမပြီးတော့သူအဲတချို့ကအပြင်မှာတိတဲ့လူမျိုးများယွန်းလေးကိုအဲ့ကြမှာစကားမပြီးမှတကယ်တိကြတယ် ။တို့ဆိုတစ်တော့တယ်မှာလို့လောက်ပြောရလို့ထင်နေကြ။မဟုတ်မန်နေကသူကသတားမပြီးတာငငယ်လေးကနေ။ကျွန်တော်တို့ကပြောမစင်တော့ဝါသနာပေါင်းတက်တက်ပေါ်တင်မလားဒီလိုကိုကျွန်တော်တို့ဒီလိုလူအများကြီးတည်လာလိမ့်မယ်လို့ကျွန်တော်တို့မထင်ငယ်ဘူးပေါ့တင်မလား။တက်တော့မှာအသေးလေးအဲ၁၀ခု၁၅ခုလောက်ရရင်အရန်ပျော်တာပေါ့တင်မလား။အသေးလေးဆိုအော်ကိုတည့်ရလူရရှိတာတည်လို့ကိုသဲပေးသွားတာဆိုအဲ့မှာအရန်ပီတီဖြစ်ခဲ့။အရန်လည်းပြောခဲ့အဲ့မှာတာဖတ်တွေနောက်ကြတော့တစ်ခုကနေဟို၁၀ခုကနေခု၁၀၀ အဲ့တခါကြီးကိုရဲ့ TikTok ကောက်ထဲမှာ99 black လို့ရောက်နေပြီဆိုတော့အာအာဆိုရင်အလားရမ်းပြော်တယ်ရမ်းပြော်တယ်အဲအဲ့ကြလေတဖတ်နေအောင်အဲတပုတ်ပြီးတပုတ်ဆက်ဆော့ကျင်တော့တာပဲဒီမိုးကငငယ်ကနေအမှုပညာမှာဝါသနာပါခဲ့တယ်အမှုပညာမှာဥရှုယုထုံမှုကဝါသနာပါလူရှင်တော့အရန်ဖြစ်ချင်ခဲ့တယ်အဲ့ဒီချိန်မှာဥမောမဖြစ်ခဲ့ရဥမောကပညာရေးချင်းမရှိတဲ့အခါကျဥမောမဖြစ်ခဲ့ရဒါပေမဲ့ဥမောတာသမီးလေးတွေပညာရေးချင်းလေးရအောင်ထားမယ်ထားပြီးရတဲ့တိုင်းနဲ့သူတို့ ဥမောဖြစ်ချင်တယ်ဥမောတော့အနုပညာလိုင်းကိုအရန်ဝါဒနာပါတယ်သူတို့အနုပညာသမားလေးတယောက်တော့ဖြစ်နေကြတာပေါ့အဲ့လိုစော်ရင်စော်ရင်နဲ့သူအဲဘောတွေ့ခေါ်မိတာပါဟာအဲငါမဖြစ်ငါတပ်သမီးလေးတွေဖြစ်လို့ဖြစ်냐ဆိုတဲ့အတွေးလေးနေပေါ့ခုလိုကြီးပေါ့နော်အဲအများတိလာလိမ့်မယ်လို့တော့မမျော်လင့်ခဲ့ပါဘူးအဲ ခုကျတော့အရန်ပျော်မိတာပေါ့ကြည့်ကြည့်တာဖေနဲ့မေကျန်နာမလို့ဘူးဆွေနဲ့နဲ့သမီးကိုနေလဲစမဘူးလေးပြပါလားဖေနဲ့မေဟောဟာသားလေးဒီဥဆောင်ရလဲကြိုက်ပါတယ်အဖေဖြစ်ခင်ဒီနဲ့ဇန္နာလေးကိုလည်းသမီးချင်းအောင်ကြိုးစားပါမစင်လူလေးဖြစ်အောင်လုပ်ပါလေဘလို့ပူပါ့။ဖေဖြစ်နေတဲ့အနုပညာမင်းသမီးတယောက်တို့လည်းသမီးဖြစ်အောင်ကြိုးစားပါမယ်။နောက်ထပ်လည်းတိတော်လေးတို့ဟာသာလေးဆက်ဆော့ပူတော့ပါမယ်စင်။ ကူအားကြရတဲ့လူကြိုက်တဲ့လူတွေပါရှိလား Wow ဒီအနုပညာထဲမှာဆိုရင်တော့သမီးတနေ့တည်းဆန်တိုင်းမှာအားကြရတဲ့မမဆိုရင်တော့မမညွန်းညွန်းအားကြပါရဲ့စေ။တော့မမညွန်းညွန်းလို့ပြအောင်လုပ်ပါဦး။ဟုတ်။ဘူးချွန်ညာရီပိုင်းရိုင်းရည်လားဘလူတွေလူပိုင်းဘလူတွေပြုတ်ဆောင်ရတာလေးကြိုက်။ဟုတ်ဟာတာလေးတွေပြုတ်ဆောင်ရတာသူတို့ကြိုက်ပါရဲ့စေ။ ဟုတ်မရှိပါဘူးရှင်တူတူမမတွေအားလုံးသမီးတို့လောက်ကြံပြောတယ်လို့ပြောတာလည်းမသိလို့ဟိုဒီလိုပြောမိတာပါနောက်သမီးတို့ပြန်ပြောပြီးလဲကြောလဲတူတူမမတွေကတကယ်မြန်သိတော့ပါရဲ့ရှင်သမီးတို့ကဘလို့မှစိတ်ထဲမထားပါဘူးတူတူမမတွေအားလုံးဘွားမောလေးပြင်းနေနေကျေးဇူးများကြီးတင်နေပါ යි အစီအစဉ်လေးတွေကတော့ဥမောကတခန်းရရဲ့ဥမောတို့ဟိုဘောနော်ဆက်တို့ဟိုအငိမ်ကန်းတို့ပေါ့တခန်းရပြည့်စက်ဇလန်းမျိုးလေးတွေဥမော ရင်ထဲမှာရှိပါတယ်ရိုင်းမဲဟာလေးတွေပေါ့မိသားစုအဓိကကတော့ဖြစ်ပြက်နေတဲ့ဟိုပေါ့နော်နောင်လာနောင်သမီးလေးတွေမမသည်မမသားရောတားငယ်လေးတွေမလုတ်တင်မလုတ်တိုက်တဲ့အရာလေးတွေပညာပေးလေးတွေဥမအများကြီးသိကူထားတယ်ခုကတော့ဥမမလုတ်ဖြစ်သေးတာဆိုတာလည်းဥမတို့အဲလုတ်ကင်လေးတွေတိတ်အစ်မပြေတဲ့ချိန်လေးဖြစ်နေလို့လုတ်ကင်လေးတွေစင်ပြေတဲ့ခါပါညာဆိုလို့ရင်တော့ဥမကအဲ့လိုပေါ့နော်ဇလံပညာပေးလေးတွေနဲ့ဟာတာလည်းဖြစ်ရမယ်ပြီးတော့ဥမက ပညာပေးတစ်ခုရိုက်ပြီးတော့ဟိုယုတ်တိရှိရှိလေးရိုက်ချင်တယ်ဟာကိုကိုတွင်းနေပေါ့နော်ကိုကိုတိုင်ဖြတ်တန်းခဲ့ရတဲ့အရာလေးတွေကိုလည်းကိုမောကရိုက်တယ်သူများတွေကိုလည်းကိုမောစိတ်ကလေးတွေကိုဟိုအပြင်းမဲ့မှာဆန်းပြီးတော့မှအမ်တွဲပြီးတော့လှုပ်ထတာလေးလည်းရှိတယ်အဲတချို့အကြောင်းအရာလေးတွေပေါ့အဲ့ဒါလေးတွေကိုဟာတအမြင်လေးနဲ့ရောအမ်ကိုမောပညာပေးအနေနဲ့ရောကိုမောရိုက်ဖို့ဖြစ်ဖြစ်ရှိပါတယ်ဒါလည်းတမီလေးတွေနဲ့ပေါ့အဲ့ရမိသားစုလေးပါအမ်မိသားစုလေးကိုအပင်းနေကြတဲ့ညီကောင်မောင်နှမ အားလုံးဘွာမောတွေပြေပြီးအလောက်ကိုင်းနေစင်ပြေကြပါသည်။သွာလန်းလာလန်းပြလို့အဲရောင်မန်းတာပြီးဝေပန်းလာကြပါသည်လို့သူတော်ကောင်းတွေတွေ့ပြီးသူရုံမှနဲ့ကင်းဝေးကြပါသည်လို့ကိုမောရဲ့ထောင်ရ အဲရင်းနေရလာတဲ့သကားလေးပဲပြောချပါရသေးဟုတ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ဟုတ်ဟုတ်တယ်ပါရှင်တမီးတို့မူသားစုလေးအားဖြင့်တော်တော်မမတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်တော်တော်မမတွေအားလုံးဘဝမောရကြီးပြီးကျမအေးတောင်းပါသေးတတိယတော်မမလည်းကြော်လာနေပါသေးရှင်ကျွန်တော်မူသားစုမင်းကြီးဘေးအနေနဲ့တင်ပါသေးရှင်ရင်းနေတို့မူသားစုအဆုတောင်းပါတယ်